ဒီအခန်းဆိုလို့ရှိရင်ဒါ2ယောက်ခန်းပေါ်မှာတစ်ယောက်ကမှ9တောင်းပဲကြာမယ်ဒီအခန်းတစ်ခန်းလုံးကိုတစ်ယောက်လည်းနေမယ်ဆိုလို့ရှိရင်တော့9တောင်းပဲကြာပါပါကိုပါဦးဒေဦးနီလေးတွေထမင်းပေါင်းလေးနဲ့ကိုပါဦးစိတ်ကြိုက်ထမင်းချက်စားလို့ရပါတယ်ရေဖို့မိဖို့အပီးစီဆိုတော့ထမင်းချက်စားရတဲ့အတွက်လည်းမီတာကရေးပါချက်ပြီးတော့ပေးစရာမလိုပါဘူး Hello အားလုံးမင်္ဂလာပါဒီတစ်ခေါက်မှာတော့ဒါသာခေတ္တမှာအမျိုးသမီးတီးတန့်အဆောင်ရှာနေတဲ့သူတွေအတွက်ဒါအဆောင်လေးတစ်ခုရိုက်ပြပေးပါမယ်ဖြစ်ပါတယ်အခုဝန်ရောက်နေတဲ့နေရာကဒါသာခေတ္တတရကွက်လမ်းသစ်တလန်ဒါသာခေတ္တကပ်ပြီးတဲ့ရှိတဲ့ဒါမင်းနဲ့နာလန်ဝင်လာမယ်ဆိုလို့ရှိရင်ဒါနီနီလေးပဲပေါ့နော်အဲ့တော့ဒီနေရာကဒါမှတ်တိုင်ဆိုလို့ရှိရင်ဒါတက်ဖွဲ့မှတ်တိုင်နဲ့မြင်းကြီးမှတ်တိုင်ကြားထဲမှာရှိရဲဟိုဘဲမှတ်တိုင်မှာပဲကိုကဆင်းဆင်းရရပေါ့နော်ပြီးတော့ဈေးဆိုလို့ရှိရင်တော့တစ်ဈေးရှိမယ်ဈေးကိုတော့ဒီနေရာနေဒါ9မိနစ်လောက်ပဲရှာရမယ်အဆောင်ကဒီတိုက်လေးပါ တယ်လေးကကြည့်လိုက်တာလေနေကျင်စရာလေးပေါ့နော်အထက်မြင့်မတက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ် ဒါအပြင်ဘက်မှာဆိုလို့ရှိရင်လည်းဒါအဝတ်လျှော်ရေချိုးလို့ရအောင်နေရာလေးတစ်ခုလုပ်ပေးထားရပါတော့ဒီစီပိုင်းဆိုလည်းအကြီးကြီးပဲဒီထဲမှာရေတွေလည်းပြည့်အောင်အမြဲဖြည့်ပေးထားတယ်အဲ့တော့မီးတွေပါပြက်လို့ဒီအထဲမှာလည်းရေချိုးကန်တခန်းရှိရဲမီးတွေပါပြက်လို့ကွာအထဲထဲမှာဒါအဝတ်လျှော်ကရေချိုးကအဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒီအပြင်ကရေချိုးတဲ့နေရာသုံးရပါတယ်ဒီအပြင်မှာပဲအဝတ်တွေလည်းလှမ်းလို့ရပါတယ်အဆောင်ကတော့နှစ်ထပ်ပါဒီအောက်မှာတခန်းအပေါ်မှာတခန်းရှိရပါတော့အပေါ်မှာလည်းအဝတ်လှမ်းလို့ရတဲ့နေရာပဲတတ်တ်လုပ်ပေးထားပါတယ်ဒီအဆောင်မှာတော့အခန်းတွေအားလုံးကတော့နှစ်ယောက်ခန်းတွေပဲပေါ့နော်အခန်းကတော့အမျိုးအစားတစ်မျိုးပဲရှိရဲဆိုတော့ဒီခန်းလေးပြပေးပါမယ် ခုနကပြောရင်နှစ်ယောက်ခန်းဆိုတာဒီအခန်းမှာအခန်းတိုင်းမှာတော့ပဒင်းမောက်ပါပါတယ်ဒါနှစ်ယောက်ခန်းပေါ့နော်ဒီလိုမျိုးနှစ်ယောက်နေလို့ရတယ်ပစ္စည်းတွေပါတယ်ဒီချင်းမှာမှာထားလို့ရတယ်ပေါ့နော်ဒီအခန်းဆိုလို့ရှိရင်ဒါနှစ်ယောက်ခန်းမှာတယောက်ကိုမှ9တောင်းပဲကြာမယ်ဒီအခန်းတစ်ခန်းလုံးကိုတယောက်လည်းနေမယ်ဆိုလို့ရှိရင်တော့9တောင်းပဲကြာမှာပါအဲ့တော့ဒါဈေးနှုန်းနေထားလဲဆိုလည်းအရင်အဆင်ပြေတယ်ဒါလာချင်းပေးလဲဖြစ်တယ်ဒါရေပိုးမေးဖို့ကလည်းအပြီးစီစပေါ်မွေးရလည်းတပြားမှပေးကြမလို့ဆိုတဲ့အခါကျတော့ဒါတာဂီတာမှာအဆောင်ရှာနေတဲ့အမျိုးသမီးလေးတွေတွေ့ရတာအရင်အဆင်ပြေအဆောင်တစ်ခုပဲဖြစ်ပါတယ်။ဆောင်းမှာဒါအခန်းလေးရအောင်နည်းနည်းလေးညားရပါတော့ဒါပေမဲ့ အခန်းနေအားလုံးကဒါတက်တက်ရှင်တက်တက်ရဲ့လည်းရှိတယ်ပြီးလို့ရှင်ရှောင်းထဲမှာဆိုလို့ရှင်လည်းဒါအမိုက်ချင်းလေးနဲ့ထားပြထားရပေါ့နော်အမိုက်တွေလည်းကွာပြဲနေတာတစမ်းမှလည်းမရှိပါဘူးပြီးတော့ဒီနေရာလေးကတော့ဒါအဆောင်ပါနေရသူတွေထမင်းချက်စားနေနေရာလေးပါအကိုပါကိုဒေဦးနီလေးတွေထမင်းပေါင်းလေးနဲ့ကိုပါကိုစိတ်ကြိုက်ထမင်းချက်စားလို့ရပါတယ်ရေဘုံမီဝါအပီးစီဆိုတော့ထမင်းချက်စားရတဲ့အတွက်လည်းမီတာကားတွေပါချက်ပြီးတော့ပေးစရာမလိုပါဘူးပြီးတော့တခုရှိတာကဒါအဆောင်မှအဆောင်မှနေရသူတွေနည်းနည်းလေးများရပေါ့နော်အဲအကြောင်းမလို့ trial လို့ဆိုလည်းနှလုံးရှိပါတယ်ဒီဘက်မှာပါ အဲဒီဘက်မှာ toilet နှလုံးထားပေးထားပါတယ် toilet ကတော့ရိုးရိုး toilet ပါပဲဒီဘက်ခြမ်းမှာတစ်လုံးရှိမယ်ပြီးတော့ဒီဘက်ခြမ်းမှာတစ်လုံးရှိပါမယ်အဲဒီနေရာကတော့ဒါရေချိုးတဲ့နေရာပါရေချိုးခန်းလိုမျိုးကြီးလုပ်ပေးထားတာပါအဲတော့ဒီအတွင်းထဲကရေချိုးခန်းမှာလည်းရေချိုးရင်ချိုးလို့ရတယ်ဟိုအပြင်ဘက်မှာလည်းရေချိုးရင်ချိုးလို့ရပါတယ်ဒီ toilet နှလုံးနဲ့ရေချိုးခန်းကတော့ဒီအောက်ထပ်မှာအဆောင်ကြီးရဲ့သူတွေတွေ့ပါပဲအပေါ်ထပ်မှာလည်းသူကတက်တက် toilet တွေရေချိုးခန်းတွေရှိပါတယ်အခုအပေါ်မှာမြင်နေရတဲ့အတိုင်းပဲဒီ တခန်းနဲ့တခန်းနေရန်ကန်တာဆိုလို့ရှိရင်လည်းဟိုးအပေါ်ဒီကန်တာပေါ့နော်ဒီလိုမျိုးလူရက်ကြော်ကြော်စားတော့ပဲကန်တာမဟုတ်တဲ့အခါကျတော့ဒါတခန်းနဲ့တခန်းအတန်နေပါလေဟိုကြားတာမျိုးတွေလည်းရှိမှာမဟုတ်ပါဘူးပြီးတော့တို့အဆောင်ပါနေတဲ့သူတွေအတွက်လည်း privacy ရှိပါတယ်တကယ်တမ်းကိုယ့်ဟာကိုယ်တက်တက်ရက်နေမယ်ဆိုလို့ရှိရင်တော့ပစ္စည်းတွေလည်းတော်တော်များဆန်ပါတယ်ဒါအခန်းမှာစင်လေးတွေလည်းပါတယ်ဘေးနားမှာပေါင်းတန်းလေးပါတဲ့အခါကျတော့ကိုယ့်ရဲ့ပစ္စည်းအတူထွားလေးတွေကစတင်လာလို့ရပါတယ်ဒီအမျိုးသမီးတည်တဲ့အဆောင်ပါဆိုလို့ရှိရင်ဒါ wifi ကတော့ဒါမီးလာမှာပဲသုံးလို့ရမှာပေါ့နော်မီးမလာတော့ wifi တော့သုံးလို့ရမှာမဟုတ်ပါ ါဘူးအဲ့တော့ဒီအဆောင်မှာဆိုရင်ဒါနှစ်ယောက်ခန်းဟိုမှာဒါတယောက်5000ပဲရှိရဲခန်းလုံးကိုတယောက်လေးနေမယ်ဆိုလို့ရှင်တိုင်းဒါတသိန်းတောင်မပြည့်ဘူးပေါ့နော်ရေပုံးမိဖို့အပီအစီဟိုမှာဒါ6000ပဲရှိရဲဆိုတော့ဒါ budget အဆောင်ရှာနေရဲ့အမျိုးသမီးငယ်လေးတွေအတွက်အရန်ကိုအဆင်ပြေတဲ့အဆောင်ပဲဖြစ်မှာပါပြီးတော့ရေပုံးမိဖို့ကလည်းအပီအစီအစင်းရတဲ့တိုင်ပေးတယ်အစပေါ်ကိုရတဲ့ညမှာပေးစရာမလိုဘူးဆိုတော့အခုဒီအမျိုးသမီးတီးတဲ့အဆောင်လေးရှိရဲ့နေရာလေးကကြတော့ဒါတာဂေတာတရက်ကွက်လမ်းသစ်ကျန်လမ်းမှာပဲဖြစ်ပါတယ်ဒါတာဂေတာ ကပီတန်နဲ့နေတဲ့အခါကျတော့ဈေးဝင်ရပါညာနဲ့အဆင်ပြေတယ်ကိုအောင်ဈေးရတယ်နီနီလေးငါမလို့ရပဲရှောင်းပါဆိုတဲ့အခါကျတော့အာဒီဆောင်မလေးဝတဲ့စိတ်ဝင်စားရဆိုလို့ရှင်တော့အခုပြရတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်ရှင်။ဒါဝန်ကတော့ဒါရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်ဒါအဆင်ပြေပဲနေလို့ရအောင်လို့အဆောင်တွေကိုလိုက်ပြီးရိုက်ကုန်တင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်။ဒါဆိုရင်နောက်ဘက်တွေမှာဘဲဆောင်တွေကိုလိုက်ပြီးရိုက်ပြအောင်လဲဆိုတော့ဆက်ကြည့်ပေးကြပါအောင်ရှင်။